မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဦးစင်းရဲ့ဆွေတော်မျိုးတော်များအားလုံးဥပင်တော်ကားရေဆိုတာပူလောင်နေပူလောင်နေဆိုတာစိတ်ထမှာပူလောင်နေတာကရေခေအုပ်လို့လေမရပြန်။ဘာမှလှုပ်လို့လေအစင်မပြေပူလောင်နေရေဆိုတာနော်။အပြင်းမှပူတယ်ဆိုရင်အေယာကွန်ဖွင့်ပြီးတော့နေလိုက်လို့ရသေးတယ်။ အတွင်းထဲမှာပူတယ်ဆိုတဲ့အခါကျတော့အေယာဂွန်လည်းမနိုင်တော့ဘူးရေခဲတုံးလည်းမနိုင်တော့ဘူးအဲ့ဒါနဲ့တရားရေအေးအမြိုက်ဆေးလို့ဆိုရတာပေါ့တရားရေအေးအမြိုက်ဆေးလို့ဘာလို့ဆိုထားလဲဆိုတော့ဒီတရားတော်ကိုသဘောပေါက်တာနဲ့အေးချမ်းမုန်းကိုရနိုင်တယ်ဘလို့မျိုး အေးချမ်းပါလဲအရှင်ဘုရားသီးတယ်လို့ပြောကြည့်ပါအေးချမ်းနေဆိုတာ မိမလောင်လို့အေးချမ်းတာပူလောင်နေတယ်ဆိုတာမိလောင်နေလို့ပူလောင်နေတာမိကဘလို့လောင်လေမျက်လုံးနဲ့မြင်စရာအဆင်းလေးတစ်ခုနဲ့တိုက်လိုက်တာနဲ့ကိုကလိုချင်တော့ပြီလိုချင်တယ်ဆိုကလေးကမိလောင်တော့ပြီအဲ့ဒါကိုဘလို့မျိုးကြည့်ရမလဲကြည့်တတ်ဖို့လိုတယ်မျက်လုံးတွေပြောင်းဖို့လိုပြီ မျက်လုံးတွေပြောင်းဖို့လိုပြီးနေရွက်တွေပြောင်းဖို့လိုပြီးလျှာတွေပြောင်းဖို့လိုပြီးနှာခေါင်းတွေပြောင်းဖို့လိုပြီးအကုန်လုံးမိမိရဲ့တကူလုံးအတွေ့အခေါ်တွေပါ ပြောင်းဖို့လိုပြီးခဏနေဘိုက်ဆာလာရောဘိုက်ဆာလာတာနဲ့ကိုကတော့တဏမင်းကြီးကိုအခွန်တော်ဆက်တာပဲလေစားပေးပါမယ်ခဏနေဘိုက်ဆာလာရောဟိုဟာစားရှောက်စားဒီဟာရှောက်စားနဲ့ဒါစားတာအပြည့်မရှိဘူး ဒါပေမဲ့စတဲ့အောင်ကိုကတတိကထမယ်ဒါတဏကိုအခွန်တော်ဆက်တယ်လို့ပြောတယ်စတဲ့အခါယူလာတာကိုသိမယ်ပါဇက်ထိမှာခွန်တာလေးကိုသိမယ်ဝေါ်ရင်ဝေါ်တယ်လို့သိမယ်မြို့ရင်မြို့ရှားတယ်လို့သိမယ်အဲ့လိုသိပေးရင်အပြစ်တွေကိုမြင်လာမှာနော်အပြစ်ကိုမြင်မှအချစ်မဝင်တာအခုတတဝရတွေကအပြစ်ကိုမမြင်ဘူးတော့ပြောစရာကြီးပဲလို့ထင်နေတယ် တဏှာကလေးပျော်အောင်ထားပေးတယ်ဒီလောကကြီးကလူတွေကို သူ့လက်ထေကမလွတ်အောင်သုံးစေးတပုံလုံးကလူတွေကိုတတဝါတွေကို သူ့လက်ထေကမလွတ်အောင်ပျော်စရာတွေထားပေးတယ်ဖုန်းတွေနဲ့ TV တွေနဲ့ AR ကွန်တွေနဲ့စီးစိမ်ချမ်းသာတွေနဲ့ယာထုတွေနဲ့အာနာတွေနဲ့ထားပေးတယ်ဥပမာဖုံးဖုံးကဆရာဝန်မဖြစ်ခဲ့လို့လေ ဖုန်ဖုန်ဆရာဝန်ဆိုပါတော့ဇနီးတွေနဲ့အဲလူနာတွေလာရင်ပိုက်ဆံရတာပဲလေဒါဆိုရင်ဖုန်ဖုန်တရားမှတ်တော့မလားမမှတ်တော့ဘူးတရားမေးနေပြီဘာလို့လဲဆိုတော့ other war ရင်းနေ other war မူနေတယ် other war ကာမ other war နော်ဘဝ other war ဒိဋ္ဌ other war အဝိဇ္ဇာ other war လို့ other war ရစ်တယ်လို့ခေါ်တယ်အရင်တော့ဆရာမလို့ဘူး နော်အရက်တော့မှမဟုတ်ဘူးသူအရက်မတော့ပေးနေကိုလူတွေကရစ်နေတာမှုနေတာနော်ဘာဖြစ်လို့မှုနေဘာဖြစ်လို့ရစ်နေလဲဆိုတော့အာသဝရစ်နေတယ်အာသဝမှုနေတယ်သူတို့နော်ဘာဖြစ်လို့လဲဆိုတော့ဒီအရှိန်ရှိနေတာကိုအဟုံးတန္တရာလက်ဆန်တရက်နေ့ကနေပါလာတဲ့အဟုံးကိုဘယ်မအုံနိုင်ဘူးနော်အဲ့ဒါနဲ့ဖြစ်နေတာအဲ့ဒါနဲ့မလွဲမြောက်ခြင်းဘူး တကယ်တမ်းပူလောင်လေးအခါမှာဒုက္ခကိုသိလာတဲ့အခါမှာသောကရရောက်လာတဲ့အခါမှာဒီသောကကိုဘယ်လိုဖြည့်ဆည်းရပါမလဲမြတ်စွာဘုရားကအေးအမှန်မြင်ဖို့လိုတယ်အမှားမြင်နေလို့ဒိဋ္ဌိကနေလို့လူကိုလူလို့မြင်လို့ကနေတာကပြောမယ်ဆိုရင်လူကိုလူလို့မမြင်ဘယ်လိုမြင်ရမလဲဘုရားအစင်းလို့ပဲမြင်ပဲအယောင်လို့ပဲမြင် မျက်လုံးနဲ့ဗာနဲ့တိုက်တာလဲလူနဲ့တိုက်တာလားမျက်လုံးနဲ့အစင်းနဲ့တိုက်တာအယုံနဲ့တိုက်တာမြင်စိတ်ပေါ်တယ်အဲ့ဒီမြင်စိတ်ဟာငါမြင်စိတ်လားငါမြင်စိတ်လေးမဟုတ်ဘူး तू ကအကြောင်းတရားဓမ္မကြောင်းအကျိုးတရားဖြစ်လာတာအဲ့ဒါကိုသိပြရမယ်တရားဆိုတာနော်ရှင်းရှင်းလေးပဲအကြောင်းတရားဓမ္မကြောင်းအကျိုးတရားတွေဖြစ်လာတာအခုဖုံးဖုံးစီကတရားတွေနီးလန်းတွေနားထောင်နေတယ်ဆိုတာ ကိုတို့ကသူများကိုလေပျော်ပြဖူးလို့သူများကိုလေ တရားရစေခြင်းနဲ့စေတနာရှိခဲ့လို့အခုပုံပုံကပျော်ပြနေတာအဲ့ဒါအကြောင်းဓမ္မအကြောင်းအကျိုးဓမ္မပေါ်နေတာဒါအဲ့လိုမျိုးမသီးပေးနဲ့တကယ်တမ်းတွေးကြည့်ရင်ဒါဖုံဖုံပြောနေတာပဲအဲ့လိုထင်မှာပေါ့အဲ့ဒါဒိဋ္ဌိအဲ့ဒါဘလို့ဗာဒိဋ္ဌိလေအဲ့ဒါသံဃာယဒိဋ္ဌိနော်ဥစေတာဒိဋ္ဌိသတ္တတာဒိဋ္ဌိဆိုတာအဲ့ဒါပြောတာ ငါသူတပါယောက်ျားမိမပုဂ္ဂိုလ်တ attva ထင်တာဒီသက္ကာယဒိဋ္ဌိဟုတ်တယ်နော်ဒါအမှမြင်တာအမှန်မြင်ကြည့်အမှန်မြင်ကြည့်အကျောက်တရားဓမ္မကြောင့်အကျိုးတရားဖြစ်နေတာနော်ဘေးအရာမှအကျောင်းမေးသက်သက်ဖြစ်ဘူးဘေးအရာမှအကျိုးမေးသက်သက်မဖြစ်ဘူးနော်ပဲဝန်းကျင်မှာဖြစ်လာတဲ့အရာဟုသမ ्या ဒီအကျောင်းတရားကင်းပြီးတော့မဖြစ်ဘူးကိုကမမြင်သေးလို့ မျက်လုံးမပွင့်သေးလို့သာမျက်လုံးပွင့်ရင်ဘယ်လိုမြင်ရလဲညမျက်လုံးပွင့်ရင်ရီတောင်ရီရမယ်ညမျက်လုံးပွင့်နော်ဥမာကောင်မလေးတယောက်နဲ့ကောင်လေးတယောက်နဲ့ခိုးရွာလိုက်ဖို့ပြောနေကြတာကိုကကြားတယ်သဘောမှာသူတို့ကိုညမျက်လုံးနဲ့ဖွင့်ချီလိုက်တော့ဩလက်ဆက်သက်တော့မောင်နှမတွေကဒီဘဝလင်မယားလုတော့မှာကိုလို့ကိုကမြင်နေရတယ်တိတိသူကသိနေတယ် ဒါပေမဲ့သူတို့တာရှိမခံပါဘူးလေကိုယ်မှာပဲလို့ပြီးတယ်ဒါပေမဲ့မပြောအောင်ကိုကပြောလို့မရဘူးသူတို့မေးလို့မမေးဘူးလေကိုကအပြက်ကိုပဲကြည့်နေရတာလေကိုကဖြစ်တာပြက်တာကိုပဲကြည့်နေရမှာအဲ့တော့ပြောစရာမလိုဘူးဟိုကညံမျက်လုံးပွင့်နေဆို